တတိမာလေးအချစ်အရဆုံးမြည်လေးနှစ်ယောက်ရှိတယ်။ तू ကတော့မြည်အကြီးမလေးပါရှင်။နော်မမီ။ तू ကလေ lucky လေးဒီဆိုင်မာလေးဘာမှတော့မမှားသေးဘူး။ तू ကတော့အယုတ်သွားတော့တာလေ။ချက်ချင်းရတယ်တော့ဒီမှာဒီမှာဒီမှာဒီဆိုင်ကအစားအစာတွေအရန်ကောင်းတယ်ဆိုပြီးခေါ်လာတာပါ။သူတို့ကလေးတွေကြိုက်တယ်။ကိုရီးယား hot pot တွေလည်းရှိတယ်တဲ့။နောက်ပြီးတော့ဖွားဖွားတို့အရွယ်စားတဲ့အစားအစာတွေလည်းဒီဆိုင်မှာရှိတယ်တဲ့ဆိုပြီးတော့ သူကခေါ်လာတာကျွေးရမှာတော့ဖေါ်ဖွားကကျွေးရမှာပါရှင်ညီလေးမှားထားတာတွေအကုန်လုံးရပါပြီဒါလေးကကြတော့လူငယ်တွေအရန်ကြိုက်ကြတယ်မစ္စတာရှက်ကအာမီစတူဟော့ပေါ့လေးပါရှင်အော်ဒီကလူငယ်လေးလဲစားမှာနော်မမီရောဘယ်စုံညူမဲဆွန်လေးပြပါမယ်ဘယ်စုံပြပါမယ်ရောပါရှင် ်အာမီ2ဟော့ပေါ်လေးပါရှင်မိုးအေးအေးလေးနဲ့လေအရန်ကောင်းတာချက်စိတ်အရပါလေအရန်ကောင်းအရန်ကောင်းအရန်ကောင်းဆွေမျိုးမလေးကတော့တီတီတို့လူကြီးတွေရောသူတို့လိုကလေးတွေရော အကုန်လုံးကြိုက်ကြတယ်ကိုရီးယားဘူကိုကီဟင်းပွဲလေးဖြစ်ပါတယ်ရှင်ပူပူလေးပဲမှုတ်တော့ရတယ်တော့နော်အရန်ကောင်း အခုတီတီထိုင်ရင်းနဲ့ကြည့်လိုက်တော့လေဒီဆိုင်မှာလေ discount ကြီးချထားတယ် signature အိုးပူကြီးတွေအားလုံးကို10ရာခိုင်နှုန်း discount ချထားတယ် discount ကာလကဇူလိုင်လတလလုံးပါတယ်ရှင်ဒါလေးကကြတော့ Mr. Chef ရဲ့ workout ပင်စိန်ထမင်းကြော်လေးပါဒါလေးကကြတော့ကိုရီးယားကြက်ကြော်လေးပါရှင်ကနန်းပြော်လေးနဲ့ကြော်ထားတဲ့ထမင်းကြော်လေးပါရှင်နှစ်ဟင်းစားကျင်တဲ့လူတွေအတွက်ကတော့ဒါလေးကိုညစ်ကြည့်နော် ဒီဟင်းပွဲလေးကကြတော့ဟောဒီထမင်းလေးနဲ့တွဲဖက်ပြီးတော့စားဖို့ကင်ချီစတူးဟင်းပွဲလေးဖြစ်ပါတယ်ရှင်။မိသားစုတွေမှာစားနေကြပါတယ်။နေ့လယ်စားပါရှင်။စားကြပါဦးရှင်။အမကြည့်ပါဦး။ရောင်းကောက်တဲ့ကြည်စားဇိုးနေပြီပဲကျန်တော့တယ်တော့ကြည့်ပါဦးကြည့်ပါအချိုလည်းမရှိတော့ဘူး။အဆက်လည်းမရှိတော့ဘူး။တတီးကတော့လူကြီးဆိုတော့ဒီအချိုလေးကိုပုံကြိုက်တယ်ဒီဆိုင်လေးကတော့မြောက်ကလာမစ္စတာရှက်ဆိုင်ခွဲလေးဖြစ်ပါတယ်ဒါအတွင်းပိုင်းရဲ့အပြင်ဆင်လေးတွေပါရှင် ဒီဆိုင်လေးอ่ะဆိုလို့ရှိရင် လူကြီးလူငယ်အားလုံးအေးအေးဆေးဆေးထိုင်လို့ရအောင်ပြင်ဆင်ထားတာတွေ့ရပါတယ်။